ကချင်ပြည်နယ်မစ်တနာမြို့အရှိလေကုန်းရက်ွက်တွင်ရှိတောင်ဦးကျောင်းသားဤဦးစည်းပဒါနာနာယကဆရာတော်ဗဒ္ဒနာဥဒ္ဒရမထေမြတ်ကြီးဤတတ်တော်86နှစ်တိခါတော်66ဝါဤအန်ဒီမာအကီဇာပနပူဇော်ပွဲတပင်ခန်းနာကုန်ယမနိနနက်ပိုင်းကအဆိုပါကျောင်း၌ပြိမ်မံတော်၌ကျင်းပပြုလုပ်ခဲ့ပါသည် အဆိုပါခန္ဓာပထမပိုင်းမှာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်အောင်စောထွေးနေစဉ်တမတော်ရာရှိကြီးများပြည်နယ်ဆိုရအဖွဲ့ဝင်လုံချုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရဦးဆောင်နေအဆိုရအဖွဲ့ဝင်ဝင်ကြီးများပြည်နယ်ဥပဒေချုပ်တို့တက်ရောက်ကြီးညိုပူဇော်ခဲ့ကြပြီးပြည်နယ်တန်ခါနာယကအကျိုးတော်ဆောင်ဓမ္မရခိတဝင်းတို့ကျောင်းတိုင်ဆရာတော်ဗတ်ထန်နာကေတုမာလာအမှုပြုတော်ဆရာတော်တန်ဃာတော်များကဦးဆောင်ရင်းယဟန်တော်များတပည့်တော်ဝကများတာဒနာရေးအသင်းဖွဲ့တည်တည်တို့မှတာဝန်ရှိသူများ လူမှုပရိုက်တာကူညီရေးအသင်းဖွဲ့များဝိရအသင်းများကတပ်ပေတင်ခါရအနှိမ့်စတိအဆရှိတော်တုံးခါရကိုစင်ကျင်ရွတ်ပွား၍၅ပါးတီလာခံယူဆောက်တည်ကြပြီးဆရာတော်ကြီးဤထေရုပတ္တိအကျင်းကိုဖတ်ကြားနှာယူခဲ့ကြပါသည်။အိမ်နောက်တိုင်မှုနယ်ဇနီးပြည်နယ်အစိုးရဖွဲ့ဝင်ဝင်ကြီးများ ပြည်내ဥပဒေထုတ်ပြည်내အစိုးရအဖွဲ့အတွင်ရေးမှူးနှင့်တပိတ်တာဝကများကဆရာတော်များထံလူဝဲပစ္စည်းများကိုဆက်ကပ်လူတန်းခဲ့ကြပြီးတာဝန်ကြောင်းတိုက်ဆရာတော်အောင်အမြပေးဝေခဲ့ကြကတန်ဃာတော်အရှင်မြတ်များကအနိစ္စဝတ္တအင်္ခါရာအစဖျာတော်ခါရာတော်များဖြင့်မရဏနုတ္တိကမ္မထံစီးပြန်းတော်မူခဲ့ပါသည်။အဲ့နောက်ဒုတိယပိုင်းမှာဆရာတော်မထေမြတ်ကြီးဤဥတုဇယုတ်လက်တော်အားပင်ဆောင်ရန်ထိပြုဖွင့်ခါရာတော်ကိုဥစွာရုဖတ်ပူဇော်ပြီးမြစ်စမဝနဂါရာကိုရွဆိုခြင်း မြစ်စမဝနကာရာဖြင့်ရုဖန့်ပူဇော်ခြင်းနှင့်တပြည့်ယဟန်တမထေများနှင့်ဒါယကာဒါယိကာမများကအပြစ်ရှိကခွင့်လွတ်ပေးပါယံတောင်းပန်လွားဖြင့်ရုဖတ်ပူဇော်ခဲ့ကြကောင်ဆရာတော်ကြီးဤဥတုဇရုပ်ကလက်တော်အောင်ယာယီစံကျောင်းမန္တတ်တို့ပင်ဆောင်ရမောင်းတိုင်မူနေတက်မတော်အရာရှိကြီးများပြည်နယ်ဆိုရဖွဲ့ဝင်များဦးဆောင်ရင်ပင်ဆောင်ပူဇော်ခဲ့ကြပြီးတပြည့်ယဟန်တမထေများဒါယကာဒါယိကာမများလူမှုရေးအတင်းဖွဲ့များကောင် ယာယီစံကြောင်းတော်အရောက်ပင်ဆောင်ပူဇော်ခဲ့ကြပြီးအေးရင်ကျူးချင်းအစီအစဉ်ကိုပြုလုပ်ခဲ့ကြရလို့သိရပါတယ်။အိမ်နောက်တတိယပိုင်းအစီအစဉ်မှာ တပည့်ယဟန်တာမထေးများမှာဥဒုဇာယုကလက်တော်အားနတ်ပန်ယထာပေါ်တို့ပစ်ဆောင်တော်ကာရာကိုယုဆုပူဇော်ခဲ့ကြပြီးတန်ဃာတော်များနဲ့လူငယ်အဖွဲ့များမှယုကလက်တော်အားနတ်ပန်ယထာပေါ်တို့ပင်ဆောင်ကောင်ဆရာတော်မထေးမြတ်ကြီး၏ဥဒုဇာယုကလက်တော်အားတောင်တိုင်းမှာရှမ်းရွာတုတ်တန်းတို့လေကုန်းလှမ်းမကြီးတခြားခြေလင်းပင်ဆောင်ကောင်ယုကလက်တော်အားဇာပနလောင်တိုက်တို့ပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။